ကျစ်စူဂျီနဲ့တည်ဆုံသွားခဲ့ရတဲ့ပြုဆောင်သူဟာအင်မတန်မှ အောင်မြင်ခြင်းစိတ်အနုမညာအလုပ်ပေါ်မှာအင်မတန်မှဆွဲလန်းတဲ့သူဖြစ်ပါတယ်ကျွန်တော်နာနာဘဝအကြောင်းတွေကိုလေးလာရှာဖွေဆန်းစစ်ဖတ်ရှုကြည့်မယ်ဆိုရင်လောကမှာရှိနေစဉ်အတော်အတွင်းမှာကူကအရန်ကြီးဆွဆွဲလန်းလန်းဖြစ်နေလို့ရှိရင်အဲ့ဒီဆွဲလန်းတဲ့စိတ်ဝိညာဉ်ကလောကမှာကြံရည်ခဲတယ်လို့ဆိုပါတယ်ဒါကြောင့်မကြွတာပေါ့ဗျာ ခုဒီဥဆောင်သူကအရန်အရန်ကို အသက်လင်းငယ်သေးတယ်။ရှစ်လျှောက်ရမယ့်လမ်းတွေကအများကြီးပဲ။သူကဒီလုပ်ပေါ်မှာအရန်ကိုချင်းမြန်နိုးတယ်။အများကြီးလည်းဖြစ်ချင်တဲ့စိတ်ဆန္ဒတွေရှိသေးတယ်။လောကကြီးမှာသူလုပ်ချင်တဲ့အရာတွေအများကြီးပဲရှိတယ်။ဆိုတော့စိတ်ပြင်းပြတဲ့လူတယောက်ပေါ့ဗျ။အခု online ပေါ်မှာတော့ဘလူးပြန်နေတာပဲ။ဒီဥဆောင်သူရဲ့မောက်ထားတဲ့ကားပေါ်မှာအသံတွေကြားရတယ်။ဒီဥဆောင်သူမောက်တဲ့တော့အပြင်က ညာဆိုရင်မုံတိုင်းလို့တိုက်ခိုက်နေတာတို့အတန်ဒီကြားတွေတို့မျိုးစုံရေးသားပေါ်ပြနေကြတာကိုလေတွေ့ရတယ်ဆိုတော့ဒီကိစ္စတွေကဟုတ်လားမဟုတ်လားတော့မသိဘူးရုပ်ဆောင်သူရဲ့မိသားစုဝင်တွေကတော့ကြည့်ရမှန်ကိုတည်တည်ချက်ချမသိဘဲနဲ့အမျိုးမျိုးမှတ်ချက်မပေးကြဘူးတော့တောင်းဆိုထားတာဖြစ်ပါတယ်ဒါကြောင့်မလို့လေသက်ဆိုင်ရာလူကြီးတွေကရုပ်ဆောင်သူမောက်ထားတဲ့နော်တစ်ပင်မှာစိုက်နေတဲ့တန်ဂျုံကိုသွားရောက်နှုတ်ခဲ့တာလေးဖြစ်ပါတယ်ရုပ်ဆောင်သူမိကိုယ်တိုင်ကတော့ ရေဦးဆောင်သူကျွတ်လားမကျွတ်ဘူးလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှတော့မပြောပါဘူး။ဒါကြောင့်ပြည်သက်တွေ online ကအရာတွေတော့မယုံကြည်ကြပါနဲ့။ရေဦးဆောင်သူဟာအသက်နိုင်ဆုံးလူဘဝမှာရှိနေစဉ်အတော်အတွင်းမှာအင်မတန်မှလူမှုဆက်ဆံရေးပြည့်ပြည့်တဲ့လူလူတီးရပါရီအလုပ်ကိုလေးကြိုးစားပါရီ။ဒါကြောင့်အခုလိုမျိုးသူတည်ဆုံးသွားတဲ့အခါမှာပြည်သက်ပေါင်းတောင်းပေါင်းသိန်းပေါင်းကနေမျိုးတတဖြစ်နေကြရလေဖြစ်ပါရီဗျာ။